ကဲအားလုံးပဲမင်္ဂလာပါပွဲစုံရဲ့ပွဲသူတန်းချက်အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေခုဗီဒီယိုမှာတော့ကျွန်တော်ညီကူနှစ်ယောက်ကပရီးမီးယားလိ round 8ပွဲစဉ်တစ်ပွဲဖြစ်တဲ့တော်တာဟော့စ်ဘာတင်းနဲ့အက်ဇွန်ဗီလာရူရဲ့ပွဲဒီပွဲကိုတော့အော်တိုဝါလာ16ရက်နေ့ည9နာရီဝဲအချိန်မှာကန်တော့မှလည်းဖြစ်ပါရစေဗျအာဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ညီကူနှစ်ယောက်ကပွဲချုပ်တန်းချက်အစီအစဉ်လေးပြုလုပ်ပြင်ဆက်ပြီးကောင်းမှလည်းဖြစ်ပါရစေမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါစပါတင်းရဲ့ဒါအက်ဇွန်ဗီလာနဲ့ပြိုင်မဲ့ဒီဝဲညောင်ပြောပြီးမှာဒါစပါတင်းညနေကတော့သူတို့ ခဏဘောစားပြီးချိန်မှာလေးဝဲနိုင်နှစ်ပွဲတည်တပွဲရှိုးဆိုတဲ့ရလနဲ့တူရမဆက်လီမပူယူထားပြီးတော့ဒါပရီးမီးယားလိဇာတ်ထိပ်ပိုင်းအဆင့်၃နေရာမှာယက်တီနေရာလေးတွေ့ရတယ်ကအစွန်ဗီလာအသင်းကတော့ကျွန်တော်တို့ဒါခဏဘောစားပြီးချိန်မှာနှစ်ပွဲနိုင်၃ပွဲတည်နှစ်ပွဲရှိုးဆိုတဲ့ရလနဲ့တူဒါရမ်မကိုဖတ်ကိုစုဆောင်းထားပြီးတော့ဒါအဆင့်၃နေရာမှာယက်တီနေရာလေးတွေ့ရတယ်ကိုအာဒါဆရာယက်တီမူမှာဇာတ်ယက်တီမူအရာကြည့်မယ်ဆိုရင်တော့ဒါစပါအသင်းနေနဲ့တော်တော်လေးကောင်းနေတဲ့အနေအထားမျိုးမှာရှိနေရဆိုပေမဲ့လေဒါစပါတင်းအက်စတိုဗီလာအသင်းကော ဒါနဆုံးကစားခဲ့ရဲ့ဒါတိမ်မွေးဆုံး6ခွဲမှာဒါနှစ်ပင်းလုံးကဒါရှုံးဝမရှိထားသေးပဲနဲ့ဒါတရင်နဲ့အနိုင်ညိုပဲကန်ထားတွေ့ရရေဘူးဆိုတော့ဒီဘွဲကဒါတော်တော်လေးကြည့်ကောင်းမဲ့ဘွဲတစ်ဘွဲလို့လည်းကျွန်တော်အနေနဲ့မြင်မိပါရဲ့ဗျာဟုတ်နီပြတော်မန်ဖရန့်ဦးဆောင်လာမဲ့စပါတင်ရဲ့အိမ်ခွေးမှာဒါနီပြဦးနိုင်အမရီဦးဆောင်လာမဲ့ SOV လာလာရောက်ရှင်ပြိုင်မဲ့ဂါစပါ vs SOV လာနဲ့ပွဲစဉ်ပေါ်အခုအနေနဲ့အမြင်လေးတစ်ချက်လောက်သုံးသပ်ကြည့်ပြီးပေါင်းဖို့ဟုတ်ကျွန်တော်ဒီရတီဒါတော်ရင်အောင်စပါတင်ရတော့ဒီပြတစ်တော်မဖရဲလောက်မှာတော်တော်လေးပုံစံကောင်းနေပြသတာတွေ့ရပြီးတော့ စပါတင်နေတာကျွန်တော်တို့ဒီရဒီပြိုင်ပွဲဆိုဆယ်ပွဲကစားပြီးတဲ့ချိန်မှာဒါတကောပဲရှုံးခဲ့ပြီးတော့၃ပွဲတီဆိုတဲ့ရလနဲ့ဒါတော်တော်လေးချိန်နေကောင်းတယ်ဒါကတော့ဒါစပါတင်နေနဲ့ဒါဟုတင်ကိုကြီးကြားခဲ့တဲ့ပွဲနဲ့ဘုံမောက်တင်းဦးတာတာရှုံးနေခဲ့တဲ့ပွဲမှာဒါဒါရလကောင်းနေမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ပြီးမရလေးရဲ့ဒါထိုက်ဆုံးစီးရင်မှရောက်နေမှာတေးကြပဲဗျာဟုတ်ကဲ့ဗျာအပြီးတော့ဒါအခုချီချူရမှာတော့ဒါစပါတင်ရဲ့နီဗျာတောမန်ဖရန့်ဗျာနီဗျာတောမန်ဖရန့်ကဒါသူ့အနေနဲ့ပြီးမရလေးမှာထိတ်တိတင်းတခြားတင်းနဲ့ရှင်မယ်ဆိုရင်စပါတင်ရတာ ဝင်ရရတာအနေငယ်လေးအားနည်းနေအမှန်ပဲဗျ။ဟုတ်ကဲ့။ဒါပေမဲ့ဒါပေမဲ့လည်းကသူ့အနေနဲ့ဒါအကောင်းဆုံးပုံစံနဲ့အကောင်းဆုံးကစားကွက်တွေနဲ့ဒါသူ့တင်ရတီဆောက်နေတာလမ်းကြောင်းမှန်ပေါ်ရောက်လာပြီးတော့ပြောလို့ရမှာဗျ။ဟုတ်ကဲ့ကူမော့။အဲဒါချမ်းမြေလေးမှာဆိုလို့ရှိရင်ဒါသူ့အနေနဲ့နှစ်ပွဲပြစားပြီးတဲ့အချိန်မှာတစ်ပွဲနိုင်တစ်ပွဲတည်နေဒါအချိန်ကြီးတော်တော်လေးကောင်းနေတယ်ပြောလို့ရတယ်ဗျ။ဟုတ်တယ်ပါဗျ။အဲ့ပြတ်တစ်ပတ်တင် Astrobilla တင်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Unai Emery ကူဆောင်နေတာ Astrobilla တင်ကဇာတိဆောက်ပွဲတင်နေမှာဒါရုံးငန့်ခဲ့ရတယ်ဆိုပေမဲ့လည်း အပီကေနောက်ဆုံး၄ဝက်ဆက်လိုက်တာသူတို့အနေနဲ့ရလက်ကောင်းအောင်ပြန်လည်တိဆောက်တာတာတွေ့ရတယ်ပြ။အဲတို့အဲ့တော့ဒါစပားတင်းနေနဲ့အိမ်ခွင်းမှာလက်ခံစမြကစားမယ်ဆိုပေမဲ့လေသူ့အနေနဲ့ဒါငငယ်လေးခက်ခဲနဲ့ပွဲစဉ်ဖြစ်လာပါတေးကြတယ်ပြ။ဟုတ်ကဲ့ပြ။ဒီဝက်စဉ်မှာဒါစပားတင်းနေနဲ့ပရီးမီးယားလိချန်ပီယံပြိုင်လဲကြောင်းမှာဒါဆက်လက်ပြီးရှိဖို့ဆိုလို့ရှိရင်တော့ဒါဒီလိုပွဲတွေမှာဒါနိုင်ရရှိဖို့အတွက်လိုအပ်တယ်။အနည်းပြအွန်လိုင်းအမ်ဘီဘူးဆောင်တဲ့ဒါအက်စတွန်ဗီလာတင်းရတော့ပရီးမီးယားလိရာတင်ဆမှာဒါပရီးမီးယားလိရာတင်ဆမှာဒါရလက်ဆိုပြီးဂျုံဝေးရပြင်မယ်လေဒါနောက်ဆုံး ပြင်းပြင်းနဲ့ပွဲစားနိုင်ရရှိမှုနဲ့အတူယူပါလိမိုင်တာနှစ်ပွဲကစားနှစ်ပွဲလုံးနိုင်တဲ့ဒါအန်ချောင်းတော်ပြန်လဲတက်မဲ့လာပြီးပြောလိုက်ရပြီဟုတ်ပြီပြခေါ့အဒီရဒီမနီဗျာတောမန်ဖရန့်ရဲ့စပါအတင်းနေတာသူတို့ရဲ့တင်းရဲ့အဓိကဇာမိုင်းတန်ရပြဿနာနဲ့ကြုံတွေ့နေရရင်ဆိုင်ရပြီးတော့အခုပွဲစင်မှာရတာသူတို့ရဲ့အဓိကဇာမိုင်းဖြစ်တဲ့အဲဆိုလန်ကီမက်ဒီဆင်အကူလိုမိုအနီပစူမာကလီဘက်စကီအဒီလိုအဓိကကစားသမားတွေကတော့ဒီပွဲစင်မှာတန်ရကြောက်တာပေါင်းမှုမသိကြဘူးလို့ကျွန်တော်သိရတယ်ကဲပါ အဒီဝဲစကောဒါစပါတဲ့ရဲ့နီးကတော့မဖရန့်နေနဲ့ဒါတေးရဲ့ပုံမှန်ပေါ်နေတဲ့ line up ပုံနဲ့ဖြစ်တယ်အ433နဲ့ပဲကောက်ထားမယ်ထင်တယ်ဗျာဟုတ်ကဲ့အကူသွားနေရမှာတော့ဒါကျွန်တော်တို့သူတို့အကူသွားနေရမှာတော့ဒါသူတို့တင်းရဲ့ဒီကပူတမဘေကာရီလိုပဲဒါပေါ်ထားလာမယ်လို့ထင်တယ်ဗျာဒီပတ်တန်လေးရောက်နေမှာဆိုလို့ရှိရင်တော့ Petro Bolo Romero Van Lipan Span လေးရောက်ပဲပဲဒါပေါ်ထားလာမယ်ထင်တယ်ဗျာအကူနဲ့တောင်းနေရမှာဆိုလို့ရှိရင်တော့ပါလင်ညာဘန်နက်ကဘတ်ကောဟာဒီတောင်းတော့ပဲပေါ်ထားလာမယ်ထင်တယ်ဗျာဟုတ်ကဲ့အဲတက်စစ်တောင်းတော့တဲမှာဆိုလို့ရှိရင်မိုဟာမက်ကူဒဲဗစ်ချယ်လီစင် အဘရန်ဂျာစင်အဲဒီတော့ကက်စစ်တွေပဲအထက်မှာပို့ထက်လာမယ်ထင်ရတာဟုတ်တယ်ပါဘူးပေါ့ပြတာနိုင်ယူမီဥဆောင်လာမယ်ဒါအက်ဆိုဗီလာအသင်းဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းဒါသူတို့အကြီးကမေဂျာဖြစ်နေတဲ့ကစားသမားတချို့ကဒါပွဲပေါင်ရုံမတိကြရတဲ့အင်ဂျူရီဖြစ်နေရလေးချက်တွေ့ရတယ်ကဒါအင်ဂျူရီဖြစ်တဲ့ကစားသမားတွေထဲမှာဆိုရင်ဒါတယ်လီမန်ပြီးတော့ရင်ကျွန်တော်တို့ဒါအာဂျီရန်စန်ချိုအဲဒီကစားသမားတွေရတော့ဒါအင်ဂျူရီကြောင့်ပေါင်ရုံတိရပြီးတော့တခြားပေါင်ဝင်နိုင်ကြီးမပေါင်ဝင်နိုင်ကြီးမတိကြတဲ့ကစားသမားတွေထဲမှာဆိုရင်ကျွန်တော်တို့ဒါပါရန်ဒီယာ ပြီးတော့ရင် Hollywoodin Da Kyramis အဲဒီကစားသမားတွေကအခုဖြစ်အဲကျွန်တော်မတိကြသေးတဲ့စင်တွေမှာရှိနေအောင်ပြီးတော့ကျွန်တော်တို့သိရပြပါကောဟုတ်ကဲ့ပြတာဒီ SM Villa ရဲ့ဒီ line နဲ့ပို့ကြည့်မယ်ဆိုရင်ဒါနီးပြ Unai Emery တုံးနေတဲ့သူ့ရဲ့ပုံမှန် line နဲ့ဖြစ်တဲ့အဲဒီဘက်မှာလည်းဒါ4231ဆိုတဲ့ formation နဲ့ပဲဒါဖွက်လာမယ်အနေနဲ့သူရှိရပြဒီ line နဲ့မှာဆိုရင်ဒါအဓိကအနေနဲ့ကိုယ်စမမှာ Emi Martinez ခေါ်လာမယ်နောက်ပိုင်း၄ယောက်နေမှာဆိုရင်ဒါ Matic Cash, Consa, Deportores နဲ့ဒါ Lucas Digne အာဒီ၄ယောက်တွေကပေါ်ထွက်လာမှာဖြစ်ပြီးတော့ဒါ ကွင်းလေ၃ယောက်ကွေးမှာဆိုတော့ဒါဘူဂါဒီကကမရာနဲ့တမက်ကင်းပေါ့နော်အဒီ၃ယောက်ပါပဲဒီပွဲမှာထပ်ပြီးတော့ဒါဖန်လီရဲ့ပွဲအတိုင်းပဲပေါ်ထလာမင်းသူနေကြပြီးတော့တောင်မန်နက်ခတ်ဆာမှာကြည့်မယ်ဆိုရင်တော့ဒါမာလန်နဲ့ဒါရောဂျာပေါ်ထလာဘူးရှိပြီးတော့ဒါအထောင်တိုက်စစ်မူးမှာဆိုရင်တော့ဒါကွဲမှာပေါ်ထဖို့မသိရအောင်ဆိုပြီးမဲ့လေအကယ်၍ချင်းကြီးကောင်းရင်ပြန်ပြီးပေါ်ထလာနိုင်တဲ့ဒါအတက်စစ်မူးအိုလီဝီကမဲ့ဒီပွဲမှာဥဆောင်လာမယ်လို့ကျွန်တော်နေနေမြင်မိပါတယ်ဘို့ဟုတ်ပကတကူဒီလိုဆိုတာကျွန်တော်ထပ်ကြည့်ရမယ်ဆိုရင်ဒါစပါတန်နဲ့ SOV လာတို့ဒါနောက်ဆုံးတွေ့ခဲ့တဲ့ ငါးချိန်ကိုကြည့်မယ်ဆိုရင်ဒါစပါတင်ဘက်ကပဲကြည့်ရမယ်ဆိုရင်တော့စပါတင်နေနေဒါ၃ချိန်ရှုံးထားပြီးတော့ဒါနှစ်ပွဲကတော့အဲဒါအနာနဲ့အဆုံးသတ်ထားတာတွေ့ရတယ်ဗျဒါပေမဲ့ဒါ SV လာနဲ့စပါလို့ဒါနောက်ဆုံးတွေ့ခဲ့တဲ့နှစ်ပွဲကိုကြည့်မယ်ဆိုရင်ဒါ SV လာအသင်းကပဲစပါကိုဒါပြတ်သားဒါပြတ်ပြတ်သားသားနေပေါ့နော်ဒါနှစ်ပွဲလုံးကိုအနာယူပြီးတော့အာပွဲရလက်ကိုအဆုံးသတ်ထားရပြရတယ်ဗျဆိုတော့ဒါအဲနောက်ဆုံးခေတ်တဲ့ကွစ်စုံမှုတွေအရာကြည့်မယ်ဆိုရင်တော့ဒါ SV လာအတင်းကတာရယ်ဆိုပြီးမြင်လေဒါစကွာတင်းတင်းနေနဲ့ ဒီရဒီမှာကောင်းကင်ရဲ့ founding data SMU လောက်ဘယ်လောက်ကြီးလုတ်ပြသွားမလဲဆိုတာကျွန်တော်ပေါ်လီစောင့်ကြည့်ကြင်ပြကောင်းမွန်နေပြန်ကြည့်နေရပြီးတော့ဒါပေမဲ့လည်းတခါကိုပြင်ကြည့်ရမယ်ဆိုရင်ဒါ SOV ဒါအသိန်းကလည်းဒါ group အနေနဲ့ဒါအကောင်းဆုံး square data အနေထားမှာရှိနေပြီးတော့ဒါ spa thing နဲ့လည်းတိတ်ပြီးမချမ်းသာတဲ့အနေထားမျိုးလို့ကျွန်တော်အနေနဲ့မြင်မိရကိုဟုတ်အပြီးတော့ရတော့ဒါ spa thing မို့နော် spa thing ကြောင့်ထပ်ပြောမယ်ဆိုရင်တော့ spa thing ကဒီရဒီမှာတော်တော်လေးကြောင်းနေလို့ခွာပြီးတော့ဒါအသိန်းရဲ့ဒါ management ဘိုင်းနေရောပြီးတော့ဒါနီးပြအနေနဲ့ရောဒါတော်တော်လေး ကြည်ပြောင်းနေတင်စင်မှုတွေပြီးလို့ထားပြီးတော့ DRD မှာသူတို့အရင်တော့ရာသီညက်မတူပဲဒါဖလားလမ်းညွန်တစ်ခုမဟုတ်ကခုပေါ်အကောင်းဆုံးတော့အနေထားမျိုးမှာရှိရလို့တွေ့နေနေတွေ့နေပါရောပေါ့အဒီဘက်ထဲမှာကျွန်တော်စပါးတမကကြည့်မယ်ဆိုလို့ရှင်ဒါ Brandon Johnson နဲ့ Moaba တူတဲ့ဒီ comment တစ်စစ်အတွဲရတာစာကြည့်ဖို့ကောင်းနေပြီတစ်ဖက်တင်းဒါ Aston Villa တင်းကိုကြည့်မယ်ဆိုလို့ရှင်တော့ Malan နဲ့ Roger အဒီတော့မေးဒီတော့မေးတစ်စစ်တွဲရတာစာကြည့်မှာဖြစ်ပြီးတော့ Lee နဲ့တင်းတွဲဆုံမှုမှာဒါ အတောင်မဲ့တက်စစ်ဒီအပြတ်မဲ့ပွဲလို့ကျွန်တော်ထင်နေပြဟုတ်ကဲ့ပါကိုပေါ့အဲ့လိုဆိုတော့ဒါကျွန်တော်ပြီးမြားလီ round A ရဲ့အဲတင်းငုနေညပွဲတဲ့တပွဲဖြစ်တယ်အဲ Tottenham Hotspur တင်းနဲ့ Aston Villa တင်းတဲ့ဒါ J Fulham မျိုးကိုကျွန်တော်ဆက်ပြပချင်နေပြဟုတ်ကဲ့ပါအ J Fulham မှာဆိုလို့ရှိရင်ဒါ Asia Tottenham Hotspur တင်းကဒါ level 50ရှုံးကြီးကျော်ပြီးတာပြီးတော့ကူပေါင်းဈေးမှာဆိုလို့ရှိရင်350ငွေဆိုပဲကြီးကွန်လက်တာကျွန်တော်တွေ့ရတယ်ကြ okay အဒီဘက်ဆိုတာကျွန်တော်တို့ရေးမိရခက်မှန်းမယ်ဆိုလို့ရှိရင်ဒါပုံစံမျိုးပြတ်တာတဲ့နီးပြသမန်ဖရန့်စပါတင်ရတော့ဒီပွဲစဉ်မှာဒါအနည်းငယ်လေးခက်ပြနိုင်မယ်လို့ထင်တယ်ဗျဟုတ်ပြီအတပတ်တင်အက်စတိုမီလာတင်ရလေဒါဂျာစီဆာမှာလည်းရလက်တွေစိုးဝါးခဲ့တယ်ဆိုပေမဲ့လည်းဒါနောက်ပိုင်းမှာပုံစံကလည်းပြန်ရရှိလာခဲ့ပြီးတော့ခြေစမ်းမှန်ပေါ်ပြန်ရရှိလာရခဲ့တဲ့အတွက်ဒီပွဲစဉ်ကတော့ဒါကျွန်တော်ပေးစက်တွေအတွက်ဒါပွဲကောင်းတော့ပဲဖြစ်လာမှာတော့ဒေချာရောဗျဟုတ်ကဲ့အဒီပွဲစဉ်ရလက်ကိုကျွန်တော်အနေနဲ့ခက်မှန်းမယ်ဆိုလို့ရှိရင်တော့စပါတင်ရပဲ2-1ဆိုတဲ့ရလက်လောင်းနဲ့ဒါကနိုင်ကောင်းလို့ထင်တယ်ဗျဟုတ်ကဲ့ဗျကိုဟုတ် ဟုတ်ကဲ့ဒါဒီပွဲကိုကျွန်တော်နေရာထပ်ပြီးသုံးသပ်ရမယ်ဆိုရင်ဒီပွဲအနေနဲ့ဒါနီကတောမပရန်အနေနဲ့ဒါအကောင်းဆုံးပြင်ဆင်လာမှာဖြစ်ပြီးတော့အာသူရဲ့ဇာထိပ်ပိုင်းမှာယက်တီမြစ်တော့ကိုဒါပြန်ပြီးတော့အောင်မစင်းတော့လဲဂျူးတောင်းတဲ့ပွဲလို့ကျွန်တော်နေမြင်မိရဗျာပြီးတော့ဒါ SMV လာအနေနဲ့လည်းတော်တော်လို့မရတဲ့အသင်းပြပြီးကနီဒီယာဥပဒေအမရီအနေနဲ့ဒါစပါတင်းကိုအကောင်းဆုံးဒုက္ခပေးနိုင်ပြီးတော့အာခံမရမယ်ဆိုတော့စပါတင်းအနေနဲ့ဒါအနည်းဆုံးသရေနဲ့အများဆုံးပေါ့နော်ကျွန်တော်ဒါအနိုင်သုံးမှုပေါ့ဒါရယူတော့မယ်ကျွန်တော်နေမြင်မိပါတယ်ကိုဟုတ် ဟုတ်ကဲ့ပြည်သူကျွန်တော်ညီကိုမြောက်သုံးသပ်တင်ဆက်ပေးလိုက်တဲ့ပွဲကတော့ဒါအော်တိုဘာလ16ရက်နေ့ည9:00နာရီပွဲချိန်မှာကန်တော်မဲ့ Premier League Round 8ပွဲစဉ်ဒါစပါတင်နဲ့ SM Villa တို့ရဲ့ပွဲချုပ်သုံးချက်လေးပဲဖြစ်ပါရဗျ။ Video လေးကိုအဆုံးထိကြည့်ပေးရဗျ။ကျေးဇူးများဒီမှာရေပွဲစုံရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရ Volume သတင်းတွေနဲ့အတူ Volume နဲ့ပတ်သက်တဲ့သုံးသပ်ချက်တွေကိုပြန်နားထောင်နိုင်ပြီး Subscribe လေးလုပ်ပေးပါလို့ပြောရင်ကျွန်တော်တို့ရဲ့ပွဲချုပ်သုံးသပ်ချက်ပွဲပြီးသုံးသပ်ချက်အစီအစဉ်တွေနဲ့နောက်ထပ် Video တွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်ဗျာ။ကျေးဇူးများဒီမှာရေကိုကျေးဇူးတင်ပါတယ်ကျေးဇူးပါ